အားလုံးပဲမင်္ဂလာပါရှင်မြန်မာဝိုင်တီချန်နယ်ကနေပရိသတ်များအားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူဇေယနရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့မုံဆိုးထိုင်စီဒီဆိုတဲ့ဇာတ်လမ်းကိုတိဆက်ပေးခြင်းပါတယ်ဇာတ်လမ်းမစသေးခင်မှာ channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းတစ်တစ်တင်တိုင်းသိရှိနိုင်မှုအတွက် notification လေးနှိပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးစလိုက်ပါတော့မယ်ကိုထွန်းရှင်မထသေးဘူးလားအခြေယူလဲကြည့်ရော နေရထန်းတပြားကြော်နေပြီအေးပါ ငါထပါပြီ။ညာနည်းနည်းတောက်လိုက်လို့မထနိုင်ဖြစ်သွားတာ။ရှင့်မလဲဒီတောက်တာနဲ့ပြီးနေရပဲ။နေဘက်တော့ညဘက်တော့အလုပ်ဆိုလည်းမလုပ်ချင်ဘူး။ဟင်းရက်တွေခူလာတာလာကူစီးပေးရော။မသိရဲ့ပြစ်တောင်းပြစ်တောင်းစကားတွေကိုမကြားကြည့်အောင်ဆောင်ပြီးကိုတော်မျက်နာထားသေးလိုက်တယ်။မျက်နာတည်ပြီးတော့ချင်းနောင်ထဲမှာထည့်ထားတဲ့ဟင်းရက်တွေကိုအမျိုးတူရာစုကနှီးနဲ့ထိုင်စည်းနေလိုက်တယ်။မသိဟင်းရက်တွေကနဲလာပြီလား။နဲမှာပေါ့။ကျုပ်ကမိမသားလေး။ မနန်လင်းကျိန်မှာထသွားတာရှင်ရတစ်ဖြဲနဲ့ဖြဲအိတ်နေပြီကူမမလုတာကြုံမလဲအိမ်အတွက်ပူရချက်ရပြုတ်ကမနဲ့ကြရင်ဟင်းရွက်ထခူရနဲ့အားရတယ်ကိုမရှိဘူးရှင်းကိုကျမယူထားတာအားကိုရမယ်ထင်းလို့ယူထားတာခုလိုမှန်းသိရင်မယူခဲ့ပါဘူးတော့ပြောမိတာကငါမှားလားငါလဲတက်နိုင်တယ်လို့ကုလုပ်ပေးရပဲဟိုတနေ့ကဆိုတော်ရဲသွားထင်းရှာပေးရပဲရွာမှာကြုံဝါကြပန်းဆိုလဲဝင်လောက်တာပဲလေအမလီရှင်လောက်တာနဲ့ရှင်တောက်တာပြန်စင်းစားကြည့်အောင် ရတာတပဲချောက်ပြပြန်သားဖို့ပေးရတာပိုများနေတယ်။နားကြီးရဲ့ကွာပွားစီပွားစီနဲ့ဟင်းရွက်တွေတေချာစီရောပြောလိုက်ဒီတိုင်းပဲဟွန်းမိမယာနီယာဟင်းရွက်စီနေရင်စကနာထိုးနေရမြင်နဲ့ဘေးအိမ်ကဒေါ်တန်းလာကဟိုလီမယာစကားများမနေကြနဲ့ညနေကျရင်ရွာဦးစီရော်ကတရွာလုံးလာခဲ့ဖို့ခေါ်ထားတယ်။မမေ့နေအောင်နော်။စီရော်ကြောင့်သိရမှာလား။ဟုတ်သားအကြီးလေးရဲ့ဒီငမူးကိုပြောနေရင်လည်းမေ့တော့မလို့ညနေသွားပြောင်းသွားလိုက်မယ်အကြီးလေး။ ကိုတွန်းရှင်လဲညနေလာရမယ်ထထောလေးသွားပြီးတော့မူးမနေနဲ့ရှင်မလားရင်ဆရာတော်ကိုတိုင်ပြောမှာအေးပါမသိညာငါနားတွေလည်းပူလာပြီ လုံးဆရာရှိရပြီးအောင်လို့ခဏနေဟင်းရွက်တွေလိုက်ပို့ရအောင်မယ်လေကြောင်းကရှည်နေရဲ့ကိုတွန်းနဲ့မသိန်းတို့လင်မယားရဲ့နေတဲ့သူကတေးတန်သားတွေကြားနေရတဲ့ဒေါ်တန်လာကပြုံးပြီးတော့အိမ်ထဲပြောင်းဝင်သွားတော့တယ်ဟဲ့ကပ္ပရာကြီးရွာသားတွေစုံမလားတင်မဗျာငတွန်းတို့လင်မယားမရောက်သေးပါဘူးဗျာ ဒီတော့တေးသေးကြကြမှားထားတာတော့မတန်းတော့နေသူတို့မပြောခဲ့ဘူးလားတေချာပြောခဲ့ပါတယ်ဖေရဒီလီမယာတေချာပြောတာတော့နောက်ကျနေရဲ့ထိုစဉ်ကပိယာကြီးကအရှင်ဖေရဟိုမှရောက်လာပြီကျောင်းမော်ကိုကုတ်ချောင်းချောင်းနဲ့တက်လာတဲ့လီမယာကိုမြင်တော့စီရတော်ကဟိုလီမယာဘာလို့နောက်ကျနေရလဲမြင်မြန်လာကြကိုတုံးတို့လီမယာလဲစီရတော်ရှေ့ဝင်ထိုင်ပြီးတော့ဥချလိုက်တယ်ခုလို့ခေါ်ရတာတော့တခြားမဟုတ်ဘူးလာပြေလာွယ်နေရေးမှာဥပုပ်တီလာယူကြတဲ့ ယောဂီဆောင်ကနှစ်တည်ကြာလာတော့တပြေးပြေးညိုင်းနေလာပြီ။ဒါကြောင့်ရွာသူရွာသားတွေအနေနဲ့တက်နိုင်တဲ့လောက်လေးသွေးဝါးတွေရှာပေးဖို့ပါပြောချင်တာပါ။တင်းမဖေရဒါတော့လုပ်ပေးရမှာပေါ့။ရွာသူရွာသားတွေအားလုံးလည်းသဘောတူကြလည်းမဟုတ်လား။တူပါတယ်ဖေရ။ကုသိုလ်ရေးပဲဟာ။အကျေရရရတယ်လို့တော်ရဲသွားပြီ။သွေးဝါးရှာပေးပါမယ်ဖေရ။အင်းကောင်းလေစွာကောင်းလေစွာဒါနဲ့လက်သမားကိစ္စကိုတော့ရွာမှာအမြဲတမ်းစောင့်နေကြဖြစ်တဲ့ ဖိုးတာနာတို့အဖွဲ့ရပဲတာဝန်ယူလိုက်ကြတင်မဗီယတပီးရောက်တို့အဖွဲ့တာဝန်ယူပြီးပြင်ဆောက်ပါမယ်တေဝါးတွေရရနဲ့လုပ်ငန်းစပါမယ်ဆရာတော်ရဲ့ဩဝါဒအောင်နာခံပြီးအိမ်ပြန်ရောက်တော့ကိုထွန်းကျုပ်တို့ဘဝကမရှိလို့မလူမလူလို့မရှိဆိုသလိုဖြစ်နေပြီဒီတခါတော့ကျုပ်တို့လှုပ်အားနဲ့ကုသိုလ်ယူကြရအောင်ရှင့်တဘောကရောကောင်းတာပေါ့ကုသိုလ်ရေးပဲဟာငါအရင်နဲ့နဲ့ပါပါတောက်တယ်ဆိုပေမဲ့အတိတ်တရားမခေါင်းမသေးပါဘူးဒါဆိုကျုပ်တို့တပတ်ခါလောက်တော်လဲသွားရအောင် နိုင်တလောက်ခုတ်ထစ်ပြီးတဲလာကြရအောင်တော်လဲပစိမ့်သွားတွေ့ထောင်းအေးပါမိမရဲ့ငါလှုပ်ထမ်းလိုက်မယ်လောလောဆယ်ထတော်လဲသွားဖို့ပဆက်လေးနဲ့နဲ့လားအလုံးကမလုံးဝသေးဘူးပဆက်ရအရင်တောင်းနေရဲ့ရော့ရော့အရန်မှုအောင်တောက်မလာနဲ့အောင်မူးလာရင်တကားပိတ်ထားမှာမတောက်ပါဘူးကတမေစားကောင်းယုံလောက်ပဲပဆက်အနေငယ်ကင်ပြီးအိမ်မောကဆင်းသွားတဲ့ယောက်ျားဖြစ်သူကိုကြည့်ပြီးမသိတဲ့ပြင်းတစ်ချက်ချလိုက်တယ်ကိုတုံးဆိုတာကလည်းအရက်ထရေတောင်းချင်တောင်းမယ်မိမပေါ့ ဆဲတာဆိုတာရိုက်နှက်တာမရှိကြုံလာကြပန်းဝင်လို့မယ်ရတဲ့ပတ်စံမိမအောင်ပေးမယ်ပေးရဆိုပေမဲ့သူ့အတွက်အရက်ဖိုးတော့ချန်ထားသေးရမရှိရင်မိမစီရတောင်းမယ်ဒါလည်းကိုတွန်းတို့လိမရရဲ့နေ့စဉ်ဖြစ်နေကြပုံမှန်အလုပ်တစ်ခု မသိထတော့အာယုံတက်နေပြီ မသိထတော့လို့ရှင်ဒီနေ့ဝရိယတဲကောင်းနေပါလားဘာကြောင့်လဲတော့မသိဘူးငါစိတ်တွေတက်ကြွနေရဲ့မျက်နှာသေးပြီးရင်ထမင်းထုတ်ထုတ်နေမထွက်ခင်သွားမှလူမပင်မှန်းမှာ ငါအိမ်ရှိမှာစောင့်နေမယ်။ဝရိယကောင်းနေရဲ့ယောက်ျားပြည့်သူကိုကြည့်ပြီးမသိတယောက်အံ့ဩနေတယ်။မသိလဲအိယာထမျက်နာတိပြီးထမင်းတုပ်ထုပ်ကအိမ်ရှိထွက်လာတော့ကိုတွန်းကအသိမ့်ဖြစ်နေပြီ။မသိတော်ရဲသွားရင်ငါနာမည်မခေါ်နဲ့နော်။အေးပါကြုတ်သိပါရယ်။မင်းကမေးတက်လို့တတိပေးရပါ။လေမယားနှစ်ယောက်စကားတပြောပြောနဲ့ရှောက်လာခဲ့တာ။အလေးရောက်ရတဲ့အချိန်တောဆက်ကိုရောက်လာခဲ့တယ်။ကိုတွန်းတောဆက်လောက်မှာဘာမှရှိမှာမဟုတ်ဘူး။ ရွာနဲ့နေရောအကုန်ကုန်တလောက်ဖြစ်နေပြီ။ကျုပ်တို့ဟိုဘက်တော့သွားရင်မကောင်းဘူးလား။တစ်ကျုပ်တော့လား။ဟုတ်တယ်လေ။အဲ့ဒီဘက်ဆိုရင်တစ်ဝါးတွေပိုးရနိုင်တယ်။နည်းနည်းဝေးတော့ရွာလူတွေမသွားဘူးလေ။မသိဖြစ်ပါမလား။တော့ကနဲ့တယ်နော်။ငါလည်းတခါမှမရဘူး။ယောက်ျားဖြစ်ပြီးကြောက်နေပြန်ပြီ။ကျုပ်တို့ကကုသိုလ်ရေးလှုပ်ဖို့သွားတာ။နှကောင်းနှမြတ်တရားစောင့်ရှောက်မှာပေါ့။မသိဘူး။ကျုပ်အဲ့ဒီတော့ပဲသွားမယ်။မယ်မင်းကြီးမှသဘောပါဗျာ။သွားစီတည်း။ တော်ကျုပ်ကိုလာမစနဲ့နော်မစပါဘူးမဲမင်းကြီးမရဲ့လိမယားနှစ်ယောက်ရဲ့စနောက်တဲ့အတန်ရီမောတဲ့အတန်လေးတွေကတောဆက်တလျှောက်လွင်ပြန့်သွားခဲ့တယ်။နောက်ထပ်နှစ်နာရီလောက်လမ်းလျှောက်ပြီးရဲ့ချိန်တိကျုပ်တောဆက်ကိုရောက်လာခဲ့တယ်။လိမယားနှစ်ယောက်တိုးရင်တိုးရင်တောကတပြေးပြေးနဲ့လာခဲ့တယ်။ကို့ထုံကျုပ်ပြောတာမမှန်ဘူးလား။ဟင်းရွက်ပင်နေလဲပေါ်မှာပေါ်တိပင်နေလဲအများကြီးဟိုဘက်ရှူမှာဆိုရင်ဝါးပင်နေရစိမ့်ဆူနေရပဲ။ကျုပ်တို့လာရကျိုးနဲ့ပြီးတော့မသိလဲပြောပြောဆိုဆို လွယ်ထားတဲ့ဂျင်းလေးကိုအနီးနားမှာတွေ့ရဟင်းရက်တီကိုခူးထည့်လိုက်တယ်။မသိဘာတုံးတော့ငါတို့ကသစ်ဝါးတွေခုတ်တာဟုတ်ပါပြီ။ဘလို့သေးကြမလဲ။တော်ပါလေညံနေလိုက်တာခုတ်ပြီးတနေရာမှာပုံထားပဲ။နောက်နေ့တွေနိုင်တဲ့လောက်လာတဲ့ပေါ့။အလက်ကဖြုတ်အောင်နောက်နေလူဘာမှမသိဘူး။ကိုတွန်းတယောက်ရီကျဲကျဲလှုပ်ပြီးအနေရောသစ်လုံးတွေကိုခုတ်လဲနေလိုက်တယ်။ကိုတွန်းဒီမှာလာကြည့်ရုံမြင့်မြန်။ဟေးဘာဖြစ်တာတော့။ဟိုမှတွေ့လား။ဇေဒီပြက်တစု။အေးဟာ ဒီလိုတော့ထဲမှာဇီရီတစုရှိမယ်လို့ဘယ်သူကထင်မိမှာလဲလာသွားကြည့်ရအောင်လင်မယားနှစ်ယောက်ဇီရီပေါ်ရောက်တော့ဇီရီကဟောင်းနှမ်းနေပြီနော်ဒါကျုပ်တို့နဲ့ထိုက်လို့ဖူးရတာပဲလင်မယားနှစ်ယောက်ဇီရီကိုဥချကြတော့ပြီးရဲ့ချင်တာဒုတာဒုတာဒုတာရုခေါ်တန်ကြားလို့ကြည့်လိုက်တော့တပတ်ကိုကောင်းမှပတ်ထားတဲ့အဖိုးတယောက်ကိုတွေ့လိုက်ရတယ်ငါမီးတို့ကဒီဟုဘာလာလောက်ကြာလဲအဖိုးအမေရဲ့စကားကိုကြားတော့ မသိန်းကပြစ်ချောင်းကုတ်စင်ရှင်းပြလိုက်တယ်။ဒါဒုဒါဒုဒါဒုဒီကုသူကနဲတာမဟုတ်ဘူး။နောက်ပြီးမီးတို့ကဒီပရားကိုရေးဆက်ပါလို့ဖူးရတာ။အဖိုးကဘမနေရလဲ။ဒီလူမရောက်တဲ့တော်မှာတယောက်တည်းနေရလား။အဖိုးကဒီတော်ရဲ့ဟိုဘက်မှာနေရ။အားတဲ့ချိန်နေဆိုဒီစီဒီမှာတရားနာထိုင်ဖြစ်တယ်။အဖိုးဘာစားပြီးပြီလဲ။ကျမတို့မှာတမင်းတုပ်တွေပါတယ်။အဖိုးအတွက်တထုပ်လူခဲ့မယ်။ကျန်တဲ့တထုပ်ကိုကျမတို့လင်မယားစားလို့ရပါတယ်အဖိုး။ အဖိုးလည်းဘာမှပြောမနေပဲမသိန်းတို့လင်မယားရဲ့အလှူကိုလက်ခံလိုက်တယ်။အဖိုးကျမကိုလည်းလှုပ်ဆရာရှိသေးလို့ပြန်ကွင်းပြူပါအောင်။နောက်မကြမကြလာခဲ့ပါမယ်။အေးအေးလမ်းကျော်ဝင်လာခဲ့ကြပေါ့။အဖိုးကဒီမှာအမြဲလို့လို့ရှိရဲ့။လင်မယားနှစ်ယောက်လည်းဇီးဒီနဲ့အဖိုးအုပ်ကိုကြော့ပြီးတစ်ခုတ်တဲ့နေရာကိုပြန်လာခဲ့လိုက်တယ်။ပြန်ရောက်တော့ခုတ်ဆရာရှိရာခုတ်၊စုဆရာရှိရာစုပြီးရဲ့ချိန်ပြုတ်နောင်ကြီးယောက်ျားတယောက်ရဲ့တန်ကဝါတော့ရဲ့အနောက်ကနေထွက်လာခဲ့တယ်။ ဘသူလည်းမသိဘူးကျုပ်တို့ဘာကူညီပေးရမလဲကျုပ်လမ်းပြောင်းနေလို့ဗျတော်ထဲမှာလဲနေရနှစ်ရက်ရှိပြီခုနကနောင်ကြီးတို့အတန်ကြာလို့လာကြည့်ရမိတ်ဆွေရဘဲဟူသွားမလို့လဲကျုပ်ကနေရအတီတကြားတော့မရှိဘူးခြေဦးတက်ရသွားနေရအခုအပြင်ရောက်ရင်ကျုပ်ဖို့ရပြီအဲ့ဒါဆိုစိတ်မပူနဲ့ကျုပ်တို့နေတယ်ဆောင်ဆိုပြန်ကြမယ်ကျုပ်တို့နဲ့လိုက်ခဲ့ပေါ့အိမ်မှာတမင်းလေးပါလေးစားပြီးတညာတဲလိုက်ပါအောင်ပြီးမှမိတ်ဆွေအလိုရှိရာဆက်သွားပေါ့ရေကန်အသင့်ကြာအသင့်ပေါ့ဗျာ ကုလိုကူညီပေးရကျေးဇူးတင်ပါတယ်။ကိုတုံးတို့လင်မယားလည်းခုတ်ပြီးရဲ့သစ်ဝါးတွေကိုနိုင်တလောက်ထမ်းတဲ့ပြီးလာရလန်းတိုင်းပြန်ထွက်ခဲ့ကြတယ်။လမ်းတစ်ဝဲရောက်တော့ဘိုက်ဆာလာနဲ့ကျန်နေရဲ့ထမင်းတို့ကိုလင်မယားနှစ်ယောက်စားမလို့လုပ်တဲ့ချိန်မိတ်ဆွေထမင်းစားပါဦးလား။ကြုံမစားတော့ဘူး။နောင်ကြီးဦးနဲ့မတွေ့ခင်တောင်းငပြောတပြည့်ခူးစားခဲ့သေးရဲ့။ဒီမှာသုံးလုံးတော့ကျန်သေးရဲ့။ဆိုပြီးတော့လွယ်အိတ်တဲ့ရတောင်းငပြောသုံးလုံးကိုထုတ်ပေးရတယ်။ကိုတုံးတို့လည်းတမင်းတို့ကိုနှစ်ယောက်ခွဲစားရင်းနဲ့ ထမင်းတော့မကုန်သေးဘူးလင်မယားနှစ်ယောက်ဖိုက်ပြေသွားတော့တယ်မသိငါဒီနေ့ထမင်းစားနေသလိုပဲဘာမှမစားရသေးဘူးဖိုက်တင်းနေပြီဟုတ်တယ်တော့ကြုံလဲဖိုက်တင်းနေလို့အံ့ဩနေတာလင်မယားနှစ်ယောက်ပြောနေတာကိုလူငယ်ကမကြားကြင်အောင်စောင့်ပြီးတစ်ဝါးတွေချီထားတဲ့ကျူရီကိုပို့တင်းအောင်လိုက်စီးနေရော်တယ်ထမင်းစားပြီးရဲ့ချိန်နောင်ကြီးတို့တယ်ရတာလေးနေရော်မယ်ကြုတ်ကူတယ်ပေးမယ်ဆိုပြီးတော့တင်းနဲ့ဝါရောစီးထားတဲ့အစီကိုဆွေကနေကောက်ထမ်းလိုက်တယ်လင်မယားနှစ်ယောက်မှပြီး ပခုံးမော်တင်ရတဲ့အရာကိုပေါ်ပါစွာမာထမ်းလိုက်တဲ့လူငယ်ကိုကြည့်ပြီးတော့ကိုထွန်းအံ့ဩသွားတော့တယ်။အဲ့လောက်တိမကြည့်ကြပါနဲ့ဗျ။ကျုပ်ကငငယ်လေးကဒီလောက်တွေလှုပ်လာကြရလို့ကျင်သားရနေရပါ။ဆက်သွားကြရအောင်။လာရန်လန်းတိုင်းပြန်လာခဲ့တော့ညနေနေမဆောင်ခင် ရွာထိတ်ကိုရောက်လာခဲ့တယ်။အရောက်တော့ရေမှုချိုးပြီးပါလာတဲ့ဟင်းသီးဟရွက်တွေကိုချက်ပြုတ်ကထမင်းစားလိုက်ကြတော့တယ်။ညာဘက်အိတ်နေရင်သကောင်လောက်ကြတော့မသိမ့်လန့်နူးလာတော့တယ်။ကိုထွန်းထဆမ်းမအောင်ကျုပ်အိမ်မက်မက်လို့ ဘာအိမ်မက်လဲအိမ်မက်ထဲမှာကျုပ်ကနန်းဝင်နန်းစားအဝိစားနဲ့မနက်ကဖူးခဲရတဲ့စီရီနာမှာထိုင်နေရမင်းဟာစိတ်ဆွဲပြီးမှတ်တာဖြစ်မှာပါမဟုတ်ဘူးစိတ်ဆွဲပြီးမှတ်တာမဖြစ်နိုင်ဘူးဘာလို့လဲဆိုတော့ကျုပ်အိမ်မက်စမှတ်တဲ့ချိန်ဇေဒီယာတဲနေတော့ရှိသေးရဲ့တပြေပြေနဲ့ဇေဒီယာရုံလုံးပေါ်လာတာကျုပ်တို့ရုံးရှင်ကြည့်ရင်ခွေးရည်တယ်လို့လေအဲ့လိုပေါ်လာတာဇေဒီယာအယမ်းတက်ပေဖို့ကောင်းတာကျုပ်အဲ့ဒီဇေဒီကိုပြန်တဲကျင်လိုက်တာကိုထုံးရဲ့ ။ငါတို့ကတနေ့လုံးမှတနေ့စားရတာလေ။ငါလည်းပြန့်တဲကျင်တာပေါ့။ဒီနေ့စားဘူးလေကငါစိတ်ထဲဖြစ်သေးရဲ့။ငါတို့ကျင်နေနဲ့ဘလို့ဖြစ်နိုင်မှာလဲ။ပြန်အိတ်လိုက်တော့မနေ့ကျရင်ရွာကြားကိုတစ်တေဝါးတွေတွားပို့ရအောင်မယ်။မသိလေဖြစ်ချင်တဲ့ဇန်နာကိုမျိုးသိပ်ပြီးပြန်အိတ်လိုက်တယ်။မနေ့ကိုထုံးတို့နူလာတော့အဲ့တဲ့လူငယ်လေးမရှိတော့ပဲ။သူအိတ်ခဲ့တဲ့နေရာမှာတော့ငှက်ပြောသီးသုံးလုံးကြံခဲ့တော့တယ်။မသိလေကြံခဲ့တဲ့ငှက်ပြောသီးသုံးလုံးကိုအုပ်ဆောင်နဲ့အုပ်ပြီးရွာဦးကျောင်းစီကိုထွက်လာခဲ့လိုက်တယ်။ ကြောင်းရောက်တော့ပါလာတဲ့တစ်တေဝါးရီကိုနေရာချပြီးဆရာတော်စီကိုသွားဖို့လို့ဟိုလီမီယာမနေ့ကနေနိုးတစ်တေသွားခုတ်ပြီးပြန်လာတော့မတေးရရှိရနေသွားတယ်ကိုထွန်းကအနောက်ကနေတယောက်တည်းစကားတွေပြောပြီးသွားနေတာအဲဒီကိစ္စကိုမနေရရမေးချင်နေရအချိန်မရလို့ဟာကပိယာကြီးကလည်းကျုပ်တယောက်တည်းပြောတာမဟုတ်ပါဘူးတော်ထဲမှာလမ်းပြောင်းနေတဲ့လူတယောက်ကိုခေါ်လာတာပါကျုပ်နဲ့စကားပြောနေရဗျကပိယာကြီးကအသက်ကြီးပြီဆိုတော့အမြင်တွေဝေဝါးနေရဖြစ်မယ်ဟိတ်ကောင်ကတော့ ငါအဲ့ဒီလောက်တိမဖြစ်သေးဘူးငါမြင်တာမင်းတို့ကိုပဲမြင်တာမယုံရင်ဖိုးတာလားတော့မေးကြည့်သူတို့လည်းတွေ့တယ်အဲ့ဒါတော့ကြုတ်လည်းမသိဘူးဘာရီလာပြောနေလည်းမသိဘူးဆိုပြီးတော့ကြောင်းမော်တက်လာခဲ့လိုက်တယ်ကြောင်းမော်ရောက်တော့ဆရာတော်ဥချပြီးရဲ့ချင်းမသိနင်တို့မနေ့ကတိတ်ကြုတ်တော့ပဲသွားသေးလားသွားတယ်ဗျာအဲ့ဒီဘက်မှာတိတ်ဝါပေါ်လို့ဆရာတော်ရည်ရွယ်ထားရလေဖြစ်မြအောင်သွားလိုက်တာနင်တို့တူးဆန်းတာဘာမြင်ခဲ့သေးလဲတူးတူးဆန်းဆန်းတော့မမြင်ပါဘူး ိုင်မဲ့ဇေဒီပြက်တစုတော့ဖူးခဲ့ရတယ်။ဟေးဟုတ်လား။အဲဒီဇေဒီကရင်ပြေလေးဘက်လေးတန်းမှာအရင်ဇေဒီလေးစုရှိရမဟုတ်လား။တင်မအရှင်ပြေကရောက်ဖူးလို့လား။ဟဲ့ငတုံနင်တို့တော်တော်ထူးတာပဲ။အဲဒီဇေဒီကတာမန်လူရဲ့မမြင်ရအောင်ခုနကကပိယကြီးပြောနေရကြားလိုက်တယ်။မနေ့ကတော်ရရနေဧည့်သည်တယောက်ပါလာတယ်ဆိုတင်မဖေကညာအိမ်မှာတဲပြီးမနေ့ကျတော့မရှိရော။ဒါနဲ့အရှင်ပြေကဇေဒီအကြောင်းသိလို့လား။ အဲ့ဒီစီဒီကိုတစ်ခေါက်ပဲရောက်ဘူးလေကိုရင်ဘဝတော့ကအရင်ဆရာတော်ကြီးနဲ့မျက်စိလဲပြီးရောက်ဘူးလားရွာနီးချုပ်ဆက်ကလူကြီးရေပြောတာတော့အလောင်းစီသူမင်းကြီးကတိုင်ကန်လက်လည်ရင်တစ်ကျုပ်တော်ရောက်လာခဲ့တယ်တစ်ကျုပ်တော်မှာတော်ကစားရင်မုတ်ဆိုးတယောက်ထိုင်နေတဲ့ပုံစံဖြစ်နေတဲ့တဘာဝကြောက်တော်တစ်ခုကိုတွေ့ပြီးတော့ဇေဒီတဲခြင်းနဲ့စိတ်တွေအယံပြင်းပြခဲ့တယ်အဲ့ဒါနဲ့ပါလာတဲ့အချွေရန်နေနဲ့ဇေဒီတဆူတီးခဲ့တယ်ရှေ့မိနောက်မိလူကြီးရေပြောတာကတော့လူတရည်နဲ့တရည်တီးကြတယ်လို့ပြောတယ် မူးမန်းစစ်တီရမနဲ့ကြရင်ဇီရီတဲတယ်။နှကောင်းနဲ့မြက်တီရညဘက်မှာဇီရီကိုတဲကြတယ်။ဇီရီတဲပြီးရဲ့ချိန်အလောင်းစီသူမင်းကြီးကသူ့ရဲ့အချွေရနေတဲ့တချို့ကိုဇီရီတော်လှုပ်ခဲ့တယ်။ဝဲတော်ကိုလည်းမုတ်ဆိုးထိုင်ဇီရီလို့မှဲ့ခေါ်ခဲ့တယ်။ဇီရီထဲမှာဗဒံများမျက်ရှင်ကိုထာပနာထားတယ်လို့လဲစိုးစမတ်ရှိခဲ့တယ်။မနေ့ကမင်းတို့တွေ့ခဲ့တဲ့ပုံကတာမန်လူမဟုတ်လားဘူး။မင်းတို့အတွက်တစ်ခုခုထူးတော့မယ်တင်တယ်။ခုတိရောမထူးသေးပါဘူးရှင်ဖေ။တခုမေးချင်တာက ဇီဒီယိုပါလို့မပြုတ်ပြင်မဲ့ထားရတာလေဟဲ့ငထွန်းမုံဆိုးထိုင်ဇီဒီဆိုတာဖူးကျင်တိုင်းဖူးလို့မရဘူးကိုနေထိုင်မှဖူးရတာမင်းတို့ဖူးရတာပထန်းဆက်ပါလို့ရေစက်ရှိလို့ဖူးရတာဘုံကြီးဆိုရင်ကိုရင်ဘုံကတော့တခါပဲဖူးရတယ်အဲ့ဒီနောက်ပိုင်းလိုက်ရှာသေးရဲ့ရှာလို့မတွေ့တော့ဘူးအင်းရဆိုတူးရွာကိုတိုက်တူးသမားတွေခဏခဏလာတယ်လာသမ ्या အကုန်ပြေးရတာအိပဲဘသူမှဇီဒီကိုမတွေ့ရဘူးဒါဆိုတပည့်ရောက်လို့ကန်ထူးလို့ပေါ့နော်အေးပေါ့ မင်းတို့လင်မယာကန်တူးလို့ဖူးပါလားဒီနေ့အစပြီးတေဝါရှာချင်းအနီးနားမှာပဲရှာတိတ်ကြုတ်တော့မသွားနေတော့ကြားလားတင်မဖေရလင်မယာနှစ်ယောက်လဲဆရာတော်ကတော့ပြီးပြန်ခဲ့ကြတယ်အေရောက်တော့မသိတဲ့ယောက်ဘိုက်စာနဲ့အုံဆောင်အောက်ကငပြောတိကိုစားဖို့ယူလိုက်ရကိုကိုတော်လာကြည့်ရောမသိဘာဖြစ်လို့လဲငပြောတိကရွှေတောင်ကြီးဖြစ်နေရဲ့သုံးလုံးစလုံးရွှေချောင်းနေဖြစ်နေရဲ့ကျုပ်တို့ချမ်းသာပြီကျုပ်တို့ချမ်းသာပြီတော်ရဲ့ ဟုတ်ဟုတ်ပါမလားငါအိမ်မက်မက်နေရလားတကယ်ရွှေကြောင်းကြီးပါတော့ကျုပ်တို့ချမ်းသာပြီဒါဟိုလူငယ်လှုပ်ပေးရမသိဒီကိစ္စဘယ်သူမှသိလို့မရအောင်တိုးတိုးတိတ်တိတ်နေဒီရွှေကြောင်းတွေကိုစံအိုးရဲထဲတာကြားလားမသိန်းတို့နေမရလဲအပြော်လုံးမီးအဲ့ဒီညာအိမ်မက်ပြော်ဦးဖြစ်နေတယ်မနက်အာရုံတက်ခန့်နေရောက်တော့မိခင်နဲ့ဖြစ်သွားတဲ့ချိန်ထားကြတော့ကျုပ်ပြောတာနားထောင်ကြဆိုတဲ့တန်ကြောင့်လီမယားနှစ်ယောက်လန့်နိုးလာတယ်အတန်ကြာရကြည့်လိုက်တော့ အင်ကိုပါလာတဲ့လူငယ်ကိုတွေ့လိုက်ရတယ်။လူငယ်ရလီမယာနှစ်ယောက်ကိုကြည့်ပြီးတင်တို့ရဲ့အတိတ်ကံကြောင့်ယခုပစ္စည်းကိုရတာဖြစ်တယ်။ဒီပစ္စည်းကိုထူခွဲရောင်းချပြီးတင်တို့ဖြစ်ကျင်တဲ့စံတောင်းအကောင့်ထဲပေါ်ကြပါ။တင်တို့မုတ်ဆိုးထိုင်စီတီကိုထပ်ပြီးဖူးကျင်နေဆိုရင်ငါးပါးတီတာကိုလုံအောင်စောက်ထင်းကြ။တပေါင်းလာပြင်းနေဆိုရင်မုတ်ဆိုးထိုင်စီတီကိုတီးတော့အစ်စ်တင်မှုရှိရဲ့။တင်တို့နဲ့ဦးရဲလာပြင်းနေမတိုင်ခင်စီတီရှိအောင်လာခဲ့ပါ။တစုံတရာအနောက်ရှက်ပေါ်လာခဲ့ရင် ဒီစာရွက်ကိုထုတ်ပြလိုက်ပါအဲဒီလိုပြောပြီးရုတ်တရက်ပြောက်ွယ်သွားတော့တယ်နေမယားနှစ်ယောက်စလုံးကြောင်တောင်တောင်ဖြစ်နေပြီးမှတတိပြောင်းဝင်လာတယ်လက်ထဲမှာတော့လူငယ်ပေးတဲ့စာရွက်တရွက်စုပ်ကိုင်းလို့ကိုတွန်းပြောသွားတာကြလားငါးပါးတီလောင်လုံအောင်စောင့်ထိန်နေအေးပါငါအရင်မတောက်တော့ပါဘူးဒီပစ္စည်းတွေကိုမြို့တက်ရောက်တဲ့အခါနောက်ခုကိုပဲရောက်ပြီကြံတဲ့တခုကိုတီးရော်တင်းတဲ့အခါဌာပနာထဲလိုက်မကောင်းလားကောင်းတာပေါ့ကြုံလေသဘောတူတယ်အဲဒီနေရာစပြီ ကိုတွန်းတို့လင်မယားနေရနေချင်းညချင်းချမ်းသာလာခဲ့တယ်။ရွာတော့ကိုတွန်းမိဘတွေစီကအမွေရတယ်လို့သိထားကြတယ်။အင်းရင်အိမ်နေရာမှာတော့အခုဆိုရင်ပြင်တော်အိမ်တလုံးပြင်နေခဲ့ပြီ။တညမှာတော့အိမ်မောင်တုံးတုံးတက်လာတဲ့ခြေတံကြောင့်အိပ်ပျော်နေရဲ့လင်မယားနေရလန့်နိုးလာခဲ့တယ်။ဆွဲထုတ်လာစမ်းဒီလင်မယားအောင်ရှင်ရှင်တို့ကစကားရှိမနေနဲ့နင်တို့အမွေရထားတဲ့ပစ္စည်းတွေဘက်မှာလဲ။အော်မဲမကြမ်းနဲ့နော်ဒီမှာတွေ့တာ။တူကနင်တို့ဘိုက်ထဲဝင်သွားမယ်။ ကိုထွန်းရှေ့ဟာထုတ်ပေးလိုက်လေထုတ်ပေးရင်ငါတို့ရီမဲချက်တွေပြတ်သွားမှာပေါ့ဟိုလီမီယာစကဲကြောရှည်မနေနဲ့အချိန်မရှိဘူးရှာစမ်းတအိတ်လုံးကိုရှာစမ်းညနေဖုံးဆုတ်ထားတဲ့လူလေးယောက်ကအိမ်ထဲမှာရှိသမျှပစ္စည်းတွေကိုမှွေနှောက်ရှာနေပေမဲ့ငွေနဲ့တူလာဆိုလို့ဘာမှမတွေ့ဆရာဘာမှမတွေ့ဘူးဒီလီမီယာဘယ်မှာဖွက်ထားလဲမသိဘူးမပြောရည်တက်လိုက်တော့ရွာသားတွေညိုးလိုက်ဒုက္ခရောက်ကုန်မယ်နောက်ဆက်ဦးကြိမ်မိမယ်ပစ္စည်းရဲ့ဘယ်မှာလဲတက်တော့မတက်ပါနဲ့ဗျ ပစ္စည်းတွေကတကောက်ဖာထဲမှာရှိရအကုန်မှာပဲဟဲ့ကောင်နေတကောက်ဖာထဲမှာတဲ့မင်းတို့ဘလို့ရှာကြလဲဆရာဒီမှာကြည့်တကောက်ဖာထဲမှာမိသွေးခဲတွေနဲ့စာရွက်အလွတ်တွေပဲတွေ့ရကိုတွန်းတို့လင်မယာအံ့ဩသွားတယ်သူတို့မြင်နေရတာကရွှေတိုရွှေစားတွေနဲ့ပတ်စံတွေဓမြတွေမြင်နေရတာကမိသွေးခဲနဲ့စာရွက်အလွတ်တွေအဲ့ဒီချိန်ကြောင်အော်တန်ကအိမ်ခေါင်မိုးပေါ်ကနေထွက်လာခဲ့တယ်အစားတော့ကြောင်အော်တန်ကတိတ်မကြဲပြီးမဲ့တပြေးပြေးနဲ့ကြောင်အော်တန်ကကျဲလောင်လာတော့တယ် ဟဲ့ကောင်လေးအပြက်ရှင်းလိုက်တော့မှန်းချက်နဲ့နှမ်းတွက်မကြိုက်ဘူးဓမြတွေလည်းဘာမှမရတော့စိတ်ကြိုပြီးမိမယားနှစ်ယောက်ကိုဓာတ်နဲ့ထိုးဖို့ရွှဲလိုက်တဲ့အချိန်ဟဲ့လူလေးခမားတို့မရှက်ဘူးလားသူတို့ဘာပစ္စည်းကိုအချောင်းလိုချင်နေရအတန်ကြားလို့ကြည့်လိုက်တော့ပဒင်းမောင်နာမှာမတက်ရက်နေတဲ့လူတယောက်ကိုတွေ့လိုက်ရတယ်ဘယ်ဟာကောင်လဲရှုပ်တယ်ကွာအားလုံးကိုရှင်းပြလိုက်တော့အဲဘီလို့ပြောလိုက်တာနဲ့ကြံတဲ့သူတွေကဓာတ်နဲ့ပြေးထိုးပါလေရောရုတ်တရက်ပေါ်လာတဲ့လူငယ်ကမတင်မထားတော့အောင် နေမြန်တဲ့ရှိန်နဲ့ဓမြတွေကိုတိုက်ခိုက်ပါလေရောကိုတိုးနှုံးနေမြန်ကြည့်နေရင်ဓမြတွေတယောက်ပြီးတယောက်လဲကုန်တယ်ဒီရောမှသတိဝင်လာပြီးတော့ဓမြပြိုးဓမြလာကြပါဦးဓမြတိုက်နေလို့ကိုတိုးရဲ့အော်တန်ကြောင့်ရွာကင်းကြားနေတဲ့ကာလာသားတွေအပြေးအလွှားရောက်လာကြတယ်ကာလာသားတွေရောက်တဲ့အချိန်မှာတော့ကျမ်းမြင့်ပေါ်လူလိမ့်နေတဲ့ဓမြတွေကိုပဲတွေ့လိုက်ပြီးရုတ်တရက်ရောက်လာတဲ့လူကတော့ပျောက်ချင်းမလားပျောက်သွားခဲ့တယ်ဓမြတွေရဲ့မျက်နှာမှာတော့ကြောက်ကုတ်ထားသလိုအစင်းရည်အထင်းသား ။အဲဒီချိန်အားစပြီးကိုတွန်းတို့လင်မယာအိမ်ကိုဘသူမှမနှောက်ယှက်ရဲတော့ပေ။လာပြင်းနေမရောက်ခင်တရက်လိုမှကိုတွန်းတို့တအိမ်လုံးမှုကြီးနေခဲ့တယ်။နောက်နေ့မနေ့အာရုံတက်ချိန်မှာတော့လင်မယာနှစ်ယောက်ဌာပနာပစ္စည်းနဲ့စာရွက်ကိုကန်ပြီးမုတ်ဆိုးထိုင်စီတီရှိရာထွက်လာခဲ့ကြတယ်။တစ်ကြုတ်တော်တဲ့စောင့်ဝင်နေချိန်မှာပဲတစ်ပင်ပုံကနေကြောင်အော်တန်ကိုကြားလိုက်ရတယ်။မသိကြောင်အော်တန်ကြားရပြန်ပြီ။ဟိုတလောကဓမြတိုက်တော့ကလည်းကြားရတယ်။မကောင်းတဲ့ယာတော့မဟုတ်တော့ပါဘူး။ ကျုပ်တို့ကိုကူညီခဲ့သေးရပဲလင်မယားနေ့ကတပြေးပြေးဆက်ထွက်လာခဲ့တာအရင်တခါကတိတ်ခုတ်ထားတဲ့နေရာကိုရောက်တော့ဝါအောင်ဆိုတဲ့သူကြားတကောင်ကတော်ရရနေခုံထွက်လာပြီးတော့လမ်းကိုပိတ်ထားပါလေရောမသိဒါအိမ်မက်ထဲမှာပြောသလိုအနှောင့်ယှက်များလားဒါမှမဟုတ်ငါတို့ကိုမကောင်းတဲ့သူရဲ့လို့ထင်နေလားမသိဘူးဟိုစာရွက်ပြလိုက်အိမ်မက်ထဲမှာပြောထားရင်လေစာရွက်ထုတ်လိုက်မသိလေလွယ်အိတ်ထဲကစာရွက်ကိုထုတ်ပြီးထောင်းပြလိုက်ရာ လမ်းပိတ်ထားတဲ့ကြားကအမိကုတ်ကတော်ရဲပြန်ပြေးဝင်သွားခဲ့တယ်။မူဆိုးတိုင်စည်ဒီနားလဲရောက်တော့အလွန်တရာတင်းပြတ်တဲ့ရင်းနဲ့နေရကြိုင်ပြီးထွက်လာခဲ့တယ်။မသိလူတွေအများကြီးပဲဘယ်ကလူတွေလဲ။ကျုပ်လည်းဘယ်သိပါမလဲ။နန်းဝတ်နန်းစားတွေနဲ့လည်းပါတယ်။ယောဂီဝိတွေလည်းပါတယ်။အဖြူဝန်းဆက်တဲ့သူတွေလည်းပါတယ်။ကျုံတို့ဘယ်နားသွားနေရမလဲ။နေမယားနှစ်ယောက်တီးတိုးပြောနေတဲ့ချိန်ရောက်လာကြပြီလား။ဒီဘက်ကိုလာကြ။အဲဘီလို့ပြောလိုက်တဲ့အတန်ကြားလို့ကြည်လိုက်ရ။ အင်းကိုအလဲခေါ်ခဲ့ဘူးတဲ့လူငယ်ဖြစ်နေရတယ်။လူငယ်ကပိတ်ဖြူစင်းကြယ်ကိုဝစ်ထားပြီးသူ့နောက်မှာတော့ဓမြတွေလာတိတ်တဲညာက ကုညီပေးရသူကိုတွေ့လိုက်ရတော့လေ။လူတွေအများကြီးပဲနော်။ဒီလောက်များမယ်လို့မထင်ဘူး။မသက်ရဲ့စကားကိုကြားတော့ပိတ်ဖြူဝေလူငယ်ကဒါရီကတာမန်လူတွေမဟုတ်ဘူး။နောက်တော့တိလာမှာပါ။ဟိုမှာအတိတ်ဘဝကအမျိုးနယ်တွေကိုနှုတ်ဆက်လိုက်ပါအောင်။အဲဒီလိုပြောလို့ကြည်လိုက်တော့နန်းဝင်နန်းစားတဲ့လူတွေကိုတွေ့လိုက်ရတယ်။ကိုထွန်း ကျုပ်ဒီလူတွေကိုသိတယ်လို့ပဲအေးငါလည်းရင်းနှီးနေတယ်မြင်မှုနေတယ်လို့ပဲအနာငါတို့ကမသိရောဘူးလားငါတို့ကဒီနေရာမှာအတူတူနေလာခဲ့ကြတာလေရောင်ရင်ကျုပ်တို့ကိုမေ့နေပြီလားတင်းတို့လူပြို့ကိုသွားတော့ကျုပ်တို့ကတတိယနေတာကိုတုံးနဲ့မဲ့တဲ့တရားမျက်နာတယောက်ကြီးကကြောင်နေရဲ့အချိန်တီရော့တင်မီရဲ့သွားဖူးကြရအောင်ဆိုတဲ့အတန်းနဲ့တူဇေဒီနားမှာအကုန်ပြေးသွားတော့တယ်ကိုတုံးဟိုမှာကြည့်ဇေဒီမှာတွေးခဲ့တဲ့အဖိုးမဟုတ်လား အေးဟုတ်တယ်ငါတို့ပုပ်ကုတ်ထူးတွေကိုဖူးရပြီတင်တယ်အဲ့ဒီချိန်ဌာပနာပစ္စည်းတွေလူတန်းလို့ရပြီဆိုတဲ့အတန်ကြားအနေနဲ့မြားစွာသောလူအုပ်ကြီးကမိမိရုပ်စီမှာပါလာတဲ့ယတနာပစ္စည်းတွေကိုချုပ်ကဌာပနာထည့်ကြပါလေရောကိုထုံးတို့လင်မယားလဲလွယ်ရီထဲမှာပါလာတဲ့ဌာပနာပစ္စည်းကိုထုတ်ကလူတန်းလိုက်တယ်စီရီတော်ရဲ့ဌာပနာပိတ်ပြီးတူရော့တင်တဲ့ချိန်တာရုခေါ်တန်ကတောင်းတခွင်လုံးပဲပဲ့တင်ထက်သွားတော့တယ်တာရုခေါ်တန်စုံနာနဲ့ မုတ်ဆိုးထိုင်စီရီရဲ့စိန်ပူးတော်ကနေရောင်စင်းနဲ့ဖြာထွက်လာပါလေရောကိုထွန်းတို့လင်မယားနဲ့မျက်လုံးမိတ်ကဥပနဲ့ချိန်ချမိမှမသိခဲ့မျက်လုံးပြန်ဖွင့်ကြည့်ရဲ့ချိန်မှာတော့စီရီတော်မတွေ့တော့ပဲဝါးပင်နေထူထပ်စွာပေါက်နေတဲ့ဝေယုံတော်တစ်ခုကိုပဲတွေ့လာရတော့တယ်ကိုထွန်းတို့လင်မယားနဲ့သူတော်စင်နေတာဖူးမြင်ရတဲ့မုတ်ဆိုးထိုင်စီရီရဲ့တိရော့တင်ပွဲကနေပြန်လာတဲ့နေရာစပြီးဝိဖြူစင်ကျန်တဲ့လူငယ်ရောစီရီမာနေရဲ့အဖိုးကို ကြောင်အော်တန်ကြားရဲ့ရောက်လာတတ်တဲ့လူငယ်ဦးရောထပ်မတွေ့ရတော့ပေသူသုံးယောက်ကအောင်မြတ်တာဖိုးအောင်လန်းနဲ့ကျော်လို့ဆိုတာပရိသတ်ကြီးတို့တည်လာမယ်ထင်ပါတယ်ဟုတ်ကဲ့ပါရှင်စာရေးသူဇေယနာရမညယူတာထားတဲ့အောင်မြတ်တာနဲ့မုတ်ဆိုးထိုင်စီတီးဆိုတဲ့ဇလန်းကတော့ဒီမာရီမဲ့ပြီးဆုံးပါပြီဇလန်းလေးကိုအားပေးခဲ့ကြတဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်